။နေရောင်ခြည်စွမ်းအင်ဖြင့်အားသွင်းနိုင်မည့်ဤဝီကားသည့်တိုယိုတာမိတ်ဆက်လာ။ဆိုလာခါမိုးပါပြီးနေရောင်ခြည်စွမ်းအင်နဲ့အားသွင်းနိုင်မည့်တင်းစစ်ကားသည့်တိုယိုတာမိတ်ဆက်လာကြောင်းတစ်ဖက်သတင်းမှာဖော်ပြထားပါသည်။အဆိုပါလျှက်စစ်ကားကို FTM လို့နာမည်ပေးထားပြီးခံမိုးပေါ်မှာသက်ဆင်ထားတဲ့ဆိုလာပန်နယ်ကနေကားကိုအားသွင်းပေးနိုင်မှာဖြစ်ပါတယ်။နေရောင်ခြည်ကရတဲ့စွမ်းအင်နဲ့တရက်ကို30ကီလိုမီတာ19မိုင်အထိမောင်းနှင်နိုင်မှာဖြစ်ပါတယ်။ ဒါပြင်အားအပြည့်အသွင်းထားရင်100ကီလိုမီတာ62မိုင် အထိမောင်းနှင်နိုင်မှာပါ။အဲဒီကားဟာရုံသွာရုံပြန်တဲ့မြို့ထဲမှာစီးဖို့ဒီဇိုင်းထုတ်ထားတာဖြစ်တယ်လို့အရွယ်စားသေးငယ်ပြီးအရှိက2.5မီတာ98လက်မရှိပါတယ်။ကော့ဖ်ကအရွယ်စားလောက်ရှိတဲ့အတွက် ကားပါကင်ထိုးရင်လည်းအဆင်ပြေတယ်လို့ကုမ္ပဏီအမှုဆောင်အရာရှိချုပ်ကဆိုပါတယ် FTM ကစုပ်ပစ်ပစ္စည်းတွေနဲ့တိစောက်ထားပြီးတမန်ကောင်းတွေထက်ကာဗွန်ထုတ်လွှတ်မှုက90ရာခိုင်နှုန်းနည်းနည်းရှော့ချပေးနိုင်မှာဖြစ်ပါတယ်။ FTM ကကအရွယ်စားကြီးမားတဲ့ EV ကားတွေထက်စိုင်းရင်30မှုက30ဆနေပါတယ်လို့ကုမ္ပဏီကတာဝန်ရှိသူတို့ကပြောပါတယ်။ခြေတော့30ဆမလို့ပဲလက်နဲ့ပဲမောင်းနေနိုင်တဲ့အတွက် feature user တွေပါမောင်းနိုင်မှာဖြစ်ပြီးဈေးနှုန်းကတော့တသောင်းဝန်းကျင်သာရှိတယ်လို့သိရပါတယ်။ မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။